senior ဆိုတဲ့အကြောင်းလေးတွေကကျွန်တော်ရှင်းပြမယ်ဒါဟုတ်တကက်ကတ်နေနှစ်ကက်နှစ်ကက်ကတ်နေသုံးကက်ကျွန်တော်ရှင်းပြမယ်ဟောမမကောက်မရှင်းပြီးရောဗျာတော့ तू ကတော့ဒီပုံစံတိုင်းဆို तू ကအဲကကြည့်အောင်နော်ဒီမှာကြည့်လက်ခံပါတယ်ဗျာဟုတ်လား okay ဒီမှာ3လို့ထိတ်ဒီဒီဒီမှာ3အဲ့မှာ3ထိတ်ဒီ3ဒီ3လို့ပြန်ထိတ်တယ်3လို့ထိတ်3လို့ပြန်ထိတ်တယ် အဲ့ senior နေဘာကြောင့်ရင်ရတယ်လဲဆိုခုနကစကားပြောနေမှကိုမပြောပဲဒီ၃ထိပ်ဒီ၃လို့ထိပ်တယ်၄ထိပ်သူ၄လို့ထိပ်တယ်၅ထိပ်ဒီ၅လို့ထိပ်တယ်စကားပြောမြန်တယ်နော်သူကအဲ့ဒီအနေထားအခြေခံကိုကျွန်တော်တို့ကကြည့်လိုက်တာဟုတ်ပြီဒါဆိုရင်ဒီပထမ၃ထိပ်ဆိုတဲ့ကဏ္ဍဒီ၃လို့ပြန်ထိပ်တယ်ဗျာ၃ထိပ်ပြန်ခံတဲ့ကဏ္ဍလေးကဒီမှာ၃၆၅ဆိုကဒီ၃လုံးဒီ၄ဒီကဏ္ဍလေးပြိဒိ၄လို့ဖြစ်တာနဲ့အဲ့ဒီ၄ဒီခါလို့ထည့်နော်နောက်တစ်ခါ၄ထိပ် လေးတည်းလေးလို့ထိပ်ပြန်ကူးတာနဲ့အဲ့ဒီမှာဒီသုံးလုံးဒီကနော်၄၅၈ဆိုတာခွန်ထက်ပြိဒီသုံးလုံးခွန်ပေါ့ဗျာအဲ့ဒီခွန်ဒီခါလို့ပြန်ထက်တယ်ဒါကျွန်တော်တို့အယူဆတွေပေါ့ဗျာနောက်တစ်ခါဒီ၄၃၄ပြုတ်တဲ့၅ပေါ့ဗျာဒီ၅ထက်ဒီ၅ထိပ်လို့ပြန်ကူးတယ်ဒီသုံးလုံးဒီ၈အဲ့ဒီ၈ကိုတဲ့ဒီမှာခါလို့ပြန်ထက်ဟုတ်ပြီတုံညာကိုရောက်တော့မှာအဲ့လိုဖြစ်တဲ့အခါကျတော့ပိုရစ်ရှင်းအောင်လို့ခဏခဏပြောရခြင်းလဲ ရှေ့မရောက်ဘူးမလုံးနဲ့ဘာလို့ကိုကမွေးသင့်လားမမွေးသင့်ဘူးလားဒီလိုပြောတာနော်ဒီ၃ထိပ်ဒီ၃ထိပ်လို့ဒီ၃ထိပ်ဒီ၃ထိပ်လို့ဝင်တာဝင်လိုက်ပြီဟောဒီက၃ထိပ်ကို၃ထိပ်လို့ကြာတာတဲ့ဒီကနေ့၃ရ၆ရ၅ရဒီသုံးလုံးသေး၄ကို၄ခါထည့်တယ်နော်ဒီမှာနှလုံးဆိုတော့ဗျာခါထည့်မယ်သူ့နောက်မှာလည်းခါထည့်တာဗောနော်၃ထိပ်ဒီ၃ထုပ်လို့၃ထိပ်လို့ကူတာနဲ့ဒီမှာက၃၆၅ဆိုတဲ့ကဏ္ဍဒီကအဲ့၃လုံးသေး၄မို့၄ခါထည့်တယ် ုံးပြီးတော့၄ပေါ့ဗျာ၄ဒိတ်ဒီ၄လို့ကူရ၄လို့ထိတ်ကူတာနဲ့နောက်တစ်ခါကျတော့၄၅၈ဆိုရကန်းဒီခွန်ဖြစ်တယ်အဲ့ဒီခွန်ဒီခါထဲတယ်ဒါကျွန်တော်တို့အယူဆတွေပေါ့နော်နောက်တစ်ခါဒီ၅ဒိတ်က၅ဒိတ်လို့ကူရနဲ့ဒီ၃၃၈ကူရအဲ့ဒီမှာရှိခါထဲတယ်ဟုတ်ကဲ့အဲ့လိုထည့်လိုက်တဲ့ချိန်မှာကျွန်တော်တို့ဆက်သွားဒီနေရာမှာဘာစီနီယံခေါ်ရလဲတဲ့သူ့ကိုမေးကြည့်မယ်ဘာစီနီယံမှမခေါ်ဘူးဗျာကျွန်တော်တို့ကသူ့တိုင်းသွားတာသူ့တိုင်းကြည့်တာပေါ့နော်ဘာမှစီနီယံမခေါ်ဘူးအဲ့ကြကျွန်တော်တို့ဒါဆိုလို့ရှိရင်ဟုတ်ပြီတဲ့သူ့ရဲ့ နောက်တနေ့မှာဟောဒီဟာရှစ်ထိပ်သူ့ရဲ့နောက်တနေ့မှာဟောဒီမှာကိုထိပ်သူ့ရဲ့နောက်တနေ့မှာဟောဒီမှာခွန်ထိပ်ကျွန်တော်တို့ကြည်မှာပဲဆိုကြတဲ့တပိယဒိဗေကဘာဖြစ်တာလဲရှစ်ရဲ့ကိုရဲ့ခွန်ရဲ့စီနီယာလားတဲ့မယမ်း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 ပေါ့ဗျာနော်ဒီနေရာမှာတက်ထိပ်ဆိုလဲသွားမယ်ကဲဒီနေရာမှာထပ်ပြောကြအောင်လို့ဒီနေရာမှာတက်ထိပ်ဆိုလဲတက်ပြောမယ်ဒီနေရာမှာ၅ထိပ်ဆိုလဲ၅ပြောမယ်ဒီနေရာမှာ၆ထိပ်ဆိုလဲ၆ပြောမယ်နော်အဲ့လိုပြောတယ် ဒါဆိုရင်သူ့ရဲ့နောက်မှာတဲ့ဒီရှစ်လိုထိတ်တာနဲ့အဲ့ရှစ်သီးတဲ့အဲ့ရှစ်သီးထိတ်လိုကြတာနဲ့သူ့ရဲ့အောင်မှာအဲ့ရှစ်သီးခါးအပြောက်လိုက်တာဒီရှစ်သီးထိတ်လိုကြတာနဲ့သူ့ရဲ့အောင်နှစ်ထဲမှာအဲ့ရှစ်သီးခါးလိုပြောက်တယ်ပြောက်လိုက်တဲ့နဲ့အဲ့ရှစ်သီးခါးလိုကြတယ်ဒါမှ384ခါးလိုကြတာနဲ့အဲ့ဒီမှာဒီဟောင်ပြောချင်လို့ပါနော်အဲ့ဒီမှာဒီရှစ်ထိတ်သီးအဲ့ဒီကြားထဲမှာအဲ့ရှစ်ခါးလိုပြောက်လိုက်တာနဲ့ အဲ့ရှစ်ထိတ်လို့ဝင်လာတဲ့သူ့ရဲ့အောက်ကကဏန်းလေးကဘာကဏန်းလေးလဲဗျနော်6နှစ်လေးလို့ဖြစ်တယ်အဲ့ဒီမှာသူက3ထိတ်ရှစ်ခါဒီရှစ်ထိတ်ကိုရှစ်ခါကြလာတဲ့ချိန်နော်3ထိတ်ရှစ်ခါ6လို့လိုက်ကြတယ်အဲ့ဒီ3လုံး3ညနဲ့အဲ့ဒါဒီ3လုံးက9ရဲ့8ရဲ့2ရဲ့အဲ့ဒါ3ညပဲနောက်တစ်ခါအဲဒါဆိုသူ့ရဲ့ဘေးမှာလဲဒီ6ထိတ်ဒီအဲ့နေမှာခါလို့သူ့ရဲ့အောက်မှာပြောက်လိုက်တာနဲ့စပေါ်ပြီးခါ ကိုးခါစပေါ်တဲ့ချိန်မှာဓမ္မက3ရယ်9ရယ်8ရယ်เนาะအဲ့ဒီသုံးလုံးဒီကသုံးညဖြစ်တာနဲ့ခါသုံးလုံး၅ပိုင်တိလို့သူကစားထည့်တယ်ပေါ့ဗျာဒီလိုကြီးရောက်တယ်နောက်တစ်ခါကျလဲကျွန်တော်တို့ဒီခွန်ထိပ်ဒီအဲ့ဒီမှာနော်ခါမပေါ်သေးဘူးပေါ်ပြီခွန်ကဟုတ်ပြီနော်အဲ့လိုပြတ်တက်တဲ့ဒီမှာ၄ရယ်ခွန်ရယ်9ရယ်အဲ့ဒါက၄ခွန်9ဒါသုံးညလို့ဖြစ်တာနဲ့ခါသုံးလုံးကဒီက၉ထိပ်ဒီ၉ခါပေါ်တာနဲ့၃၉၈ဒီသုံးညခါသုံးလုံးက ဒီကရှစ်ထိပ်ဒီရှစ်ခန်းလို့ပေါ်တာနဲ့3 8 9ဒီ3ညခါသုံးလုံးငါဗျ तू အဲ့လိုလားဟုတ်ပြီအဲ့လိုပေါ်လာတဲ့ချိန်မှာ तू ဘိုင်းဆက်သွားလဲလေအဲ့ကြကျွန်တော်တို့ကဒီမှာဒီ3လုံးလေးလေးလို့ခါထည့်ရတဲ့2ပင်2ပင်3ပင်4ပင်မှာလေးလို့ပိတ်တယ်ကြဒီ3လုံးလေးလေးခါထည့်ရတဲ့အဲ့ဒီလေးကြီးကထပ်ပိတ်တယ်အဲနောက်တစ်ခါကျတော့ဒီ3လုံးခွန်ခွန်လို့ခါတာနဲ့အဲ့ဒီခွန်ဒီ2ပင်2ပင်3ပင်4ပင်တော့မှအဲ့ခွန်ဒီထပ်ပိတ်တယ်နောက်တစ်ခါကျတော့ရှစ်လို့ခါ เนาะဒီ3လုံး8ကို8လို့ခါရတယ်အဲ့8ဒီရကျွန်တော်တို့ဒီမှာ8လို့ထပ်ပိတ်တယ်နောက်တစ်ခါကြည့်အောင်အဲ့လိုဖြစ်တဲ့အချိန်မှာသူ့ရဲ့နောက်မှာအဲ့ဒီ၄ပိတ်ဆိုတဲ့ကဏ္ဍကသူက၄လို့ပြန်ထိတ်တယ်အဲ့ဒီခွန်ပိတ်ဆိုတဲ့ကဏ္ဍခွန်လို့ပြန်ထိတ်တယ်အဲ့ဒီ8ပိတ်ဆိုတဲ့ကဏ္ဍ8လို့ထပ်ပိတ်တယ်ဒါကြောင့်ဒါဆိုရင်ကျွန်တော်တို့ကအယူဆတစ်ခုသွားကြည့်အောင်ကြည့်တဲ့အခါကျွန်တော်တို့ကခုနပြောတဲ့ဒီ8ပိတ်ဒီ ရှစ်ထိပ်ဒီရှစ်ခန်းဝင်တာဒီသုံးလုံးသုံးညခါသုံးလုံးငါပြစ်ခဲ့တဲ့ငါရဲ့ဘဝသုံးညဟုတ်တော့မဟုတ်အဲ့ရနောက်မှဒီလေးပည့်ရနောက်သူကနေတနေ့နှစ်နှစ်သုံးနှစ်ရနောက်မှအဲ့ဒီကဏ္ဍလေးကြားတယ်အဲ့ဒီကဏ္ဍနေသုံးညရဲ့သုံးရခွန်ရသုံးညရဲ့သုံးရခွန်ရဒီသုံးညပြိကိုကျွန်တော်တို့ကခုနကပြောတယ်ဒီကရှစ်ထိပ်ကိုရှစ်ခန်းကြတာနဲ့သုံးရှစ်ကိုသုံးညခါသုံးလုံးငါဖြစ်တာနဲ့အဲ့ကနေတပင်နှစ်ပင်သုံးပင်ပေါ့ဗျာတနေ့နှစ်နှစ်သုံးနှစ်ရနောက်မှအဲ့ဒီကဏ္ဍလို့ ယူဆတယ်ဆိုလိုတယ်နော်အဲနောက်တစ်ခါကျလဲကျွန်တော်တို့ကဒီမှသည်ကိုထိတ်သည်ကိုလိုခါကျရတဲ့မှာ3 6ဆိုတဲ့ကဏ္ဍသည်၃ညဖြစ်တာနဲ့ခါသလုံး၅ဖြစ်တာနဲ့ခုနကအဲ့ဒီကခုနစနစ်တွေကြောင့်တပင်းနှစ်ပင်း၃ပင်းတော့မှာအဲ့ဒီ၃လုံး၃ညကြောင့်၃ညပရိတ်ဆိုတဲ့ကဏ္ဍဒီကဏ္ဍလေးရှိတယ်ပေါ့ဗျာဒီလိုဆိုလိုတယ်အဲနောက်တစ်ခါကျလဲကျွန်တော်တို့ကအဲ့လိုတို့လက်ကဒီမှာခွန်ထိတ်သည်ခွန်ခါလို့ကြရတဲ့ခွန်เนาะ၄ခွန်၉ဆိုတာ၃ညဖြစ်လို့ခါသလုံး၅ထဲတဲ့ကြအဲ့စနစ်တွေကြောင့် အဲ့မှာတနည်းနည်းနည်း၃နှစ်ရဲ့နောက်မှာအဲ့ဒီကနန်းဆိုတဲ့ကနန်းဒီဒီနှစ်ကိုတုံညာပရိတ်ဆိုတဲ့ကနန်းဒီကောင်လေးပေါ့ဗျာဒီရှစ်ထိတ်ရှစ်ခါထိတာနဲ့ခါသုံးလုံးက၃ရှစ်ကိုတုံညာဖြစ်လို့ဒီကနန်းလေးကိုသူ့မှာတော့ဒီနားမှာနှစ်ကက်ကတူလုပ်တယ်နောက်တစ်ခါကိုးထိတ်ကိုကိုးခါကြတာနဲ့၃၉ရှစ်တုံညာဖြစ်တာနဲ့ခါသုံးလုံးကဖြစ်လို့အဲ့ဒီကနန်းရဲ့နောက်ပညာကိုက်မှာဒီမှာလဲကျွန်တော်တို့ကအဲ့လိုဖြစ်ပြီး၄ခွန်၉ ဒီခွန်ထိတ်ဒီခွန်ဝါကြနဲ့၃ညဖြစ်တဲ့တခါတလို့ငားတဲ့အဲ့ကနေတနည်းနည်းနဲ့၃နှစ်သူကနေတပင်းနှစ်ပင်း၃ပင်းရဲ့ဒီနှစ်နဲ့ဒီနှစ်ပေါ့ဗျာ2020ကအဲ့ဒီကဏ္ဍလေးတွေကြနိုင်နေသူကပြောပြတယ်အဲ့ဒီ၃ညကြောင့်နော်ဟောပြီဒါဆိုရင်ကျွန်တော်တို့နောက်နောက်တစ်ဆိုင်ကြည့်ရအောင်နော်နောက်တစ်ဆိုင်ကြည့်ရအောင်အဲ့ဒီကဏ္ဍကိုဒါတလိုင်းနဲ့ပြောတာပေါ့နော်နောက်တစ်ခါကျွန်တော်တို့ယူဆတဲ့စနစ်မျိုးနဲ့နောက်တစ်ခါပြန်သွားကြည့်ရအောင်နော်ကဲသွားကြည့်တော့ဘလို့ကြည့်မလဲဒါကျွန်တော်သူ့ရှိတိုင်းသွားမှာတော့ကြံဖန်ပါဘူးဘာမှမပါဘူးဒါကျွန်တော်ညံပြီးသလောက်ပေါ့ဗျာ ညံပြီးတော့ကိုကျွန်တော်ကပြမယ်နော်အဲ့တော့ဒီကဏ္ဍကိုခန္တရာရမွေကဏ္ဍဤရှိလားကြာနိုင်လားအေးဒါကြောင့်ဒီကဏ္ဍဒီဟိုမနစ်ကလည်းကျွန်တော်ကြိုပြောတယ်2025မှာတော့ပူအားကောင်းတယ်ပေါ့ရှိတယ်ပေါ့ဒီလူပြောတာပေါ့နော်အဲ့ကျွန်တော်စစ်သွားရအောင်စစ်သွားတဲ့ခါကျွန်တော်ဒီကကျွန်တော်ကအောက်ကကဏ္ဍမမနဲ့ဆိုဒါကိုပြောတာကျွန်တော်က၈00ပြောလို့ရှိရင်အောက်ကလည်းကျွန်တော်ကိုဝေဖန်ပေးနော်အားလုံးတိုင်မင်တာဗျာ လဲဘိန်းလုံးနဲ့ကျွန်းနေပေါ့ဗျာပြိုင်လူတွေ့မှယူမှာပေါ့နော်ကျွန်တော်တို့ကပါဝါမရှိဘူးနှက်ခတ်မရှိဘူးဒါကိုပြောပြတာကဲကျွန်တော်တို့ကြည့်အောင်နောက်တစ်ခါလဲဒီ၃ချောင်းကိုအဲ့ဒီကဏ္ဍကိုဒါဒီကဏ္ဍကိုဒီမှာရေးပေးထားတဲ့ကဏ္ဍကတမတဲ့ကြတာလဲဘာကြောင့်ကြတာလဲဒီကောင်နဲ့ပြန်ချိန်မယ်ဒီမှာ၃ည၃ခုလို့ကြတယ်ဒီမှာက၃ည93လို့ကြတယ်ဒီမှာက393ခွန်ရဲ့ဒီမှာက393ရဲ့အဲ့ဟာလေးကိုအဲ့ဒီကဏ္ဍကိုပတ်လဲ မမွေးနိုင်တဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်ရှင်းနောက်ကိုကျွန်တော်ဒီတလိုင်းနဲ့ပြန်ယူမယ်ဗျာနော်ဒီတလိုင်းနဲ့ပြန်ကြည့်မယ်ကဲပေါ်လေးပေးရင်တော့ကောင်းတာပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ကြည့်အောင်ကြည့်တဲ့အချိန်မှာကျွန်တော်တို့ဒီနေရာမှာကြည့်အောင်ဗျာဒီ၃ညဒီမှာဒီနေရာမှာ၃ညထိတ်လေးထည့်มาတယ်ဗျာသူကဒီနေရာမှာ၃ညထိတ်အဲ့ဒီ၃ညဘာကြောင့်လဲဟိုဘက်က၃ညကြောင့်ထည့်တာပါဗျာနော်ဒီနေရာမှာ၃ညထိတ်ကျွန်တော်တို့ထည့်ကြည့်ပဲရှိနေတယ်ပေါ့ဗျာဒါဆိုဒီ၃လုံး၃ဖြည့်ရမယ်လေဗျာအဲ့၃ညထိတ်လည်းဝင်ရမယ် ဒီနေရာမှာ၃ညလောက်ထိထဲမှာ ਨੇ ဒီ၃အဆောင်၃လုံး၃ဖြစ်ရမယ်ဒီနေရာမှာ၃ညလောက်ထိတာဒီအဆောင်၃လုံးက၃ဖြစ်ရပါမယ်၃ရေးမယ်နော်နောက်နေရာဒီနေရာမှာ၃ညလောက်ပြဒီအဆောင်၃လုံးက၃ဖြစ်ပါမယ်အဲသူကအဲ့ဒီ၃ဒီလုံးဝထိနေအော်တိုမက်တစ်သွားတယ်ဗျာကျွန်တော်တို့နော်ဟိုလောဘကြီးတာ ਨੇ ကနန်းကိုတကွက်အပြတ်ရိုက်တဲ့ကစားတဲ့နေရာမျိုးကကျွန်တော်တို့ကြွာတာအဲ့ဒီမှာကျွန်တော်တို့ခါ၃လုံး၄ထည့်အောင်အဲ့ကနေ ်၃ညလို့ထိပ်ပြရမယ်ဒီသုံးလုံးသုံးပြရမယ်၃ညလို့ထိပ်ပြရမယ်၃ညနော်ဒီသုံးလုံးသုံးပြရမယ်၃ညလို့ထိပ်ပြရမယ်ဒီသုံးလုံးသုံးပြရမယ်ကျွန်တော်တို့အဲ့ကနေပညာကိုင်းမှာတင်းနေနေနေ၃နှစ်၄နှစ်မှာဒီခါသုံးလုံးကျွန်တော်တို့၄ထည့်ကြည့်အောင်သူ့တန်ကြည့်တာပေါ့ဗျာအဲ့ကနေတင်းနေနေနေ၃နှစ်၄နှစ်မှာဒီခါသုံးလုံး၄ထည့်တယ်ဗျာနော်ကျွန်တော်ကဏ္ဍတော့ဖတ်မပြအောင်တော့အဲ့ကနေတင်းနေနေနေ၃နှစ်၄နှစ်မှာကျွန်တော်တို့ဒီခါသုံးလုံး၄ထည့်တယ်ဗျာနော်အဲသူကအဲ့သူကအဲ့လို၄လို့ထည့်တဲ့ချိန်မှာသူ့ရဲ့နောက်မှာ အဲ့ဒီမှာ6ခါလို့ထည့်ဒီမှာ6ခါနှစ်လုံးဆိုကျွန်တော်ခါပဲထည့်ပြမယ်။ဘာကြောင့်မင်းခါထည့်တယ်လဲဆိုပြီးကျွန်မကြည့်ပေါ့ဗျာနော်။အဲ့ဒီမှာ6ခါလေးသူထည့်လိုက်တယ်။နောက်တစ်ခါလဲကျွန်တော်6ခါထည့်ကြလားတဲ့ထည့်ပါတယ်တဲ့ဒီ6ခါလို့သူထည့်။6ခါလို့ထည့်တဲ့ချိန်မှာသူ့ရဲ့နောက်တစ်နေ့မှာဘာတွေဆက်ဖြစ်တယ်လဲဒီသုံးလုံးကြီးကိုရိုက်တယ်။အဲ့ဒီသုံးလုံးကိုကြောင့်မို့ဒီခုနပြောတဲ့၃ညပြည့်ရိုက်မှာဒီသုံးလုံးကိုနောက်တစ်ခါဒီသုံးလုံးကြီးကိုအဲ့ဒီသုံးလုံးကိုကလည်းဒီသုံးလုံးကြီးကိုနေရာလေးရွေးတယ်ဗျအဲ့ဒီသုံးလုံးကို ဟုတ်ပြီအဲ့ဒီ၃လုံး၉ဒီဒီမှာနောက်နှလုံး၃ညနဲ့အဲ့ဒီက၆ထိတ်နဲ့၆ဒီ၆ခါကိုပြန်ဖြည့်ရဗျဒီ၃လုံး၉ဒီ၃လုံး၉ကိုလည်းဒီမှာ၆ခါကိုဒီနောက်ပေါင်း၃ညနဲ့ဒီက၆ထိတ်နဲ့၆တယ်နောက်တစ်ခါလဲသူ့လိုပဲပြန်ကြည့်နော်ဒီ၃လုံး၉ဖြစ်တဲ့ခဏဒီမှာနောက်ပေါင်းက၈နဲ့အဲ့ဒီမှာ၈ထိတ်နဲ့ဒီ၆ခါလေးပြန်ဖြည့်ရဗျနောက်တစ်ခါကျလဲမကြည့်ဒီ၃လုံး၉ဒီမှာနောက်ပေါင်းတော့အဲ့ဒီက၃ထိတ်နဲ့အဲ့ဒီ၆ခါကို၆ပြန်ဖြည့်ရဗျ ဟုတ်ပြီအဲ့လိုဖြီးတဲ့ခါကျတော့ကျွန်တော်တို့က6ဖြီးတဲ့ခါကျဒီကနောက်နောက်က6စင်အားကြံတယ်6စင်အားကြံတော့ကျွန်တော်တို့ဒီ6ခါးနေပြီးတော့ဖြီးဖို့ရတွေ့တဲ့ဒီ3လုံးကိုကနေတစ်နှစ်နဲ့နှစ်3နှစ်ရအောင်မှာဒါမှ3ရ4ရ9ရအဲ့ဒီခါ3လုံး6တယ်ဗျကဲဗရိတ်ကိုကနေဆွဲပြလိုက်ပဲအဲနောက်တစ်ခါလည်းဒီ3လုံးကိုဒီ6ခါးကိုဖြီးပြီးတော့နောက်တစ်ခါသူ့ရနောက်တစ်နှစ်မှာတဲ့ခွန်ရခွန်ရ2ရအဲ့ဒီ3လုံး6တယ်ဗျနော် ဲ့ဒီ6ခန်းကိုခါသလုံးချထားထည့်တာပေါ့ဗျာနောက်တစ်ခါလဲကျွန်တော်တို့ဒီ6 6ခန်းဒီ3လုံးကိုရတယ်နောက်တစ်ခါလဲတုလို့လိုပဲထည့်သလားတဲ့6ရယ်7ရယ်2ရယ်6ပါတယ်ဗျအဲသူကအဲ့လိုလားအဲ့ဒီမှာကျွန်တော်တို့ကိုမျက်စိရည်နဲ့သက်လုံးတဲ့နေရာဒီနေရာဒီနေရာပေါ့ဗျာဒါပေမဲ့ကိုယ့်ရဲ့အယူဆလဲမှန်ခဲ့တယ်ပေါ့မပေါက်တော့မပေါက်ခဲ့ဘူးအဲ့ဒီမှာ3လေးနဲ့တက်ပေါ်တဲ့သူပဲအဲ့လိုဖြစ်လက်တဲ့အချိန်မှာသူ့ရဲ့နောက်တဲ့နဲ့အဲ့ဒီခါသုံးလုံး6လို့ဖြစ်တာနဲ့သူ့ရဲ့နောက်တဲ့နဲ့မှာတဲ့ ခုနကဒီ၃လုံး၃ကိုတဲ့တုံညာထိပ်ဒီ၃လုံး၃ကိုရှေပေါင်း၃လို့ကြာတာနဲ့တုံညာထိပ်ဒီ၃လုံး၃ကိုရှေပေါင်း၃လို့ကြာတာနဲ့အဲ့ဒီရမှာ၃ထိပ်နဲ့အဲ့မှာ34အခွာဟင်းဒါလိုက်နော်နောက်တစ်ခါလဲဒီ၃လုံး၃လို့ဖြစ်တာနဲ့အဲ့ကနေရည်လိုက်နော်ဒီနေရာကနန်းဒီရေပေါင်း3လို့ကြာတာနဲ့အဲ့ဒီမှာ3လို့ထိတာနဲ့34ပြီးတော့33ခွာတယ်အဲ့ဒီ3ဒီဒီ3ပါဗျဓမ္မကြီးသွားမကြ तू ဟို တချို့ကြတော့ဗောဗျာလူကြီးတွေပြောတာသိခဲ့ပါတယ်ပါဝါကင်နဲ့လို့တက်ပိတ်6ထိတ်တက်ပိတ်6ထိတ်ဘာလား6ထိတ်ဒီမှာရှေ့ပေါင်းသုံးကြာတာနဲ့3လို့ထိတ်တာနဲ့32ခွရှေ့ပေါင်းသုံး3လို့ထိတ်တာနဲ့33ခွရှေ့ပေါင်းသုံး3လို့ထိတ်တာနဲ့34အခွအဲ့ဒီနေရာမှာ3လေးနဲ့တပွဲထိုးတာသူကလည်းကျွန်တော်တို့ထိုးစက်ကြောင်မရှိဘူးနော်အဲ့ဒီစနေကြောင်အဲ့ဒါနေကျွန်တော်ကလိုက်ကြည့်တဲ့ခါကျတော့ဘယ်မှာလိုက်ကြည့်တယ်လဲလိုက်ကြည့်တဲ့ခါကျသူ့လိုတပုံသားနဲ့ဖြစ်လာတယ်ဖြစ်တာပဲဗျာနော်တပုံသားနဲ့ဖြစ်ပါတယ် အဲ့ဒီနေရာမှာကျွန်တော်တို့ကဒီသုံးလုံး၄ရာနေအဲ့ဒီ၆ကိုပြန်ပြေတပင်းနှစ်ပင်း၃ပင်းရောက်နောက်မှာဒီသုံးလုံးနှစ်လို့ကျွန်တော်တို့ပြန်ကစားသေးတယ်ဗျရှင်းရဲ၄ရဲရှင်းရဲ၃ရာရဲ၄ရဲအဲ့သုံးလုံးနှစ်နောက်တစ်ခါလဲသူ့ရဲ့နောက်မှာကျွန်တော်တို့က၉ရဲ၃ရဲ၃ရာရဲအဲ့ဒီသုံးလုံးနှစ်ဆိုကျွန်တော်တို့ကစားခဲ့ပါသေးတယ်ဒီလိုသွားတယ်နောက်တစ်ခါလဲသူ့ရဲ့နောက်မှာကျွန်တော်တို့ဖြစ်ပါသလားဖြစ်ပါတယ်ဗျဒီသုံးလုံးနှစ်ပါပဲအဲသူကအဲသူကအဲ့ဒီကြောင့်မို့အဲ့သုံးလုံးနှစ် နှစ်တည်းရဲ့သူကကစားကစားပြီးတော့သူ့ဘာကြောင့်လုပ်လဲလဲကျွန်တော်ခုနရဲ့အတိတ်ပဲじゃကျွန်တော်ဒီ2024မှာเนาะကျွန်တော်တို့လွဲတယ်ဗျာကျွန်တော်တို့ဟို၈၅မှာလောဘကြီးကြပါเนาะ၈ထိပ်ပရိငါးကိုအဲ့မှာ၈၄၃ဘာကြောင့်မင်းပေးသလဲဆိုတဲ့ခုနကဒီ၃ထိပ်တွေကျော်အဲ့ဒီရဲ့နောက်တနည်းနည်းနည်း၃နဲ့မှာ34နောက်တွဲပါခုနဒီ၃တော့တနည်းနည်းနည်း၃နဲ့เนาะ၄နဲ့မှာဒီမှာကြည့်ဒီရကြည့်လိုက်ဒီရှေ့ပေါင်းဆုံး၃ထိပ်ကတနည်းနည်းနည်း၃နဲ့ အဲ့ဒီမယ်နောက်တစ်ခါရှေ့ပေါင်းသွားတနစ်နဲ့နဲ့သုံးနဲ့အဲ့ဒီမယ်ဟောဒီမှာတနစ်နဲ့နဲ့သုံးနဲ့အဲ့ဒီလိုပါပဲဗျာကဲ34တွေ့တော့အဲ့ဒီခါကျကျွန်တော်လိုချင်တဲ့အိပယ်ကကျွန်တော်ညံပြီးတလောက်ပေါ့ဗျာတွေးလိုက်တဲ့ခါကျတော့ခုနကစနစ်နဲ့ဘယ်လိုသွားမလဲဒါကြောင့်၃ညာထိပ်ဒီ၃လုံး၃တာနဲ့အဲ့ဒီလို34အတွဲကြတယ် sorry 43အတွဲကြတယ်43အတွဲကြတယ်43အတွဲကြတော့ကျွန်တော်ဒီ ဲ့ဒီတုံညာထိတ်နဲ့ဒီကနန်းကြနေတယ်တုံညာ၃ခုအဲ့ဒီတုံညာထိတ်နဲ့ဒီကနန်းကြရတယ်ဒီလိုပြင်တာပါနော်ဆယ်ခွက်မောင်း6ခွက်ကိုပြင်လိုက်တာပေါ့ဗျာဒီမှာ၃ညာထိတ်နဲ့ဒီ၃ညာထိတ်ဒီသုံးလုံး၃ကြောင့်အဲ့ဒီကနန်းပဲကြာနေတယ်၃ညာထိတ်ဒီသုံးလုံးကြောင့်၃ကြောင့်အဲ့ဒီကနန်းကြာတယ်ဒါဆို၃ညာထိတ်ဒီသုံးလုံးအဲ့ဒါဆိုလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့ပုံစံနဲ့ဆိုနှစ်ကတ်ရှိသွားပြီနော်ဒါဆိုလို့ရှိရင်ဖြတ်ပြီးအောင် အဲ့ဒီမှာခုနပြောရှေးပေါင်းသုံးလုံးထုတ်တဲ့နဲ့34ခုအဲ့ဒီကဏ္ဍကြတဲ့နှစ်ထဲမှာဓမ္မက33ရှေ့ဘူးကြတယ်ရှေးပေါင်းသုံးသုံးလုံးထုတ်တဲ့နဲ့34ပြီး33ခုနဲ့အဲ့ဒီကဏ္ဍကြတာနဲ့အဲ့ဒီမှာနှစ်နှစ်အပူကြတယ်ဒီပုံသဏ္ဍန်ဆိုသူကဒီမှာလဲရှေးပေါင်းသုံးကို3ထိတ်နဲ့34ခုတယ်ရှေးပေါင်းသုံးကို3ထိတ်နဲ့33ခုတယ်ရှေးပေါင်းသုံးနာနဲ့3ထိတ်နဲ့30နဲ့နှစ်ခုတော့အဲ့ဒီမှာဓမ္မကအဲ့ဒီကဏ္ဍကြတဲ့နှစ်ထဲမှာ33ရှေ့ဘူးကြတယ် နဲ့နဲ့ရှေ့ဘူးကြားတယ်အဲ့တော့ပြောချင်တာတွေဒီနေ့မှာတက်တက်ရှေ့ဘူးရှိတယ်ပေါ့ဗျာအဲ့ဒီလိုပဲအဲ့ကြောင့်ခုနကကဏ္ဍက၃ညထိတ်နဲ့ဆိုလို့ရှိရင်၃ညခွန်၃ရယ်၃ညသုံးခွန်ရယ်ကြပြောချင်တာတွေလောက်ပါပဲဗျာနော်ပြောချင်တာကျွန်တော်ပြောချင်တာတွေလောက်ပါပဲ